ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါ။ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံနေကြပါစေလို့ဥဇွန်ဗြဟ္မမေတ္တာဆုမကောင်းများတောင်းပါတယ်။ဒီနေ့မှာတော့ဒီပိဋကဓမ္မပင်္ဂဂာရီကမြတ်ဆရာတော်ဗျာကြီးရည်သားစီရင်သောမဟာဘုရဝင်တို့ကြီးဗြဟ္မတွင်ဗြဟ္မပိုင်းရပ်ဖက်ပူဇော်မှုအပိုင်း98ခုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ဒီနေ့မှာတော့အပိုင်း98အနေအားဖြင့်ဆယ်လရပ်ဘူးသောမြတ်ဝိပိသောမှာကတော့မဟာဘုရဝင်တို့ကြီးပထမတွင်ပရမပိုင်း အာဘုဒ္ဓဝင်အနုဒိပနီအခန်းကဏ္ဍမှာလာရှိတဲ့မနေ့ကရပ်ပူဇော်မှုရဲ့အဆက်ဖြစ်တဲ့အိန္ဒိယကနေပြီးတော့ဆက်တဲ့ရပ်ပူဇော်မြောက်ပြီးပြီးတော့မှဖြစ်ပါတယ်။နမောတတ္တဗုဒ္ဓတော်အရဟတော်ဓမ္မသံဗုဒ္ဓတံဤသို့ဉာဏ်တော်လေးသောပုဂ္ဂိုလ်တို့အတွက်ဇန်၅ပါး ညာထက်မြင့်သောပုဂ္ဂိုလ်တို့အတွက်ဇန်လေးပါဟူ၍ဤနည်းနည်းရှိရာမိမိဇန်ကိုမျှမရသေးခင်ဇန်တရားကိုရရန်ကြိုးကိုအားထုတ်တော်သူသည် ဥပေက္ခကမ္မထံကိုစီပြံပွားများမှုမပြုရကြည်ဥပေက္ခကမ္မထံသည်ပင်စကဤအလိုပင်စမဇန်နှစ်သာသက်ဆိုင်၏စတုကဤအလိုစတုဒ္ဒဇန်နှစ်သာသက်ဆိုင်၏တို့ဖြစ်၍ညာနုနေသောသူဖြစ်လျင် အခြားသောတမထကမ္မထမ်းများဖြင့်စရုထဇန်တိုင်းပေါ့မြောက်အောင်အထုပ်ပြီးမှ နောက်ဆုံးပင်စမဇန်ကိုရအောင် အားထုတ်လို့သောအခါမှသာဥပက္ခကမ္မထံကိုပေါ့မြားနိုင်သည်ဉာဏ်တမျက်သောသူဖြစ်လျင်အခြားတမထကမ္မထမ်းများဖြင့်တတိယဇန်တိုင်းပေါ့မြောက်အောင်အထုပ်ပြီးမှနောက်ဆုံးစရုထဇန်ကိုရအောင် အားလုံးလိုသောအခါမှသာဥပ္ပကကမ္မထံကိုပေါ်များနိုင်သည်အကြောင်းတော်ကဥပ္ပကသည် ပြခဲ့ပြီးသောအတိုင်းတိမ်မွေတီးကြီးမြင့်မြတ်သောသဘောရှိသောတရားဖြစ်၍အထက်ဖြစ်သောဇန်တရားနှင့်သာသက်ဆိုင်သည်အောက်ဇန်များနှင့်မသက်ဆိုင်မေတ္တာတရားမှာအောက်ဇန်လေးပါသုံးပါးတို့နှင့်သာသက်ဆိုင်ဤအချက်ကိုထောက်သည်ဖြစ်ပြီးမေတ္တာတရားတည်းဥပက္ခတရားကသာလုံးမြင့်မြတ်ကြောင်းထင်ရှားပြီးသည်သမရကမ္မရအနေဖြင့်စီးပြန်းခြင်းမဟုတ်ဘဲဥပက္ခပါရမီပြည့်ဝရန်သာရည်ရွယ်ခဲ့ပါလေ၏မိတိအခါမှာမစူဥပက္ခတရားကိုပွားများအားထုတ်နိုင်ပြီသည် မဟာလောမဟန္တသရိယဤဥပက္ခပါရမီအရာ၌ဘုရားလောင်းတို့ဤကျတိမွေးခြင်းထာမကံပြင်းတန်သောဥပက္ခပါရမီဖြည့်ခြင်းတော်မူကုန်ဟုသရိယပိတကပါဠိအထကထာမှာထုတ်ပြဥက္ကရည်သောကမြတ်စွာဘုရားလောင်းတို့သည်ဥစ္စာများပြားကျွယ်ဝမြင့်မြတ်သောအမျိုး၌ဖြစ်၍ပညာသင်ကြားခြင်းရွယ်သို့ရောက်သောအခါတိတံပမောကဇယထံမှပညာရဲ့အလုံးစုံကိုသင်ကြားတက်မြောက်၍ပြန်လာပြီလျှင် မိဖတို့ကိုကောင်းစွာ ဆောင်လျှောက်လိုကျွေး၍နေ၏မိဖတို့ပွဲလုံးရာဆွေမျိုးညာတိများကအမိဖမှဆင့်သက်လာသောစည်စည်ဥစ္စာတို့ကိုကောင်းစွာတည်တံ့တူဝအောင် ဆောင်လျှောက်စီမံပါလို့ဟု၍ပြောဆိုကြ၏ဘုရားလောင်းမှမူကားသင်္ခရတရားတို့၏မမြဲခြင်းသဘောကိုအရင်ကံကအလုံးစုံသောဘုံဘဝတို့၌ထိလန့်ကြောက်ရွံ့ခြင်းသဘောတူဝထက်တန်ပြီးလင် ခန္ဓာကိုယ်၌လည်းမတင့်တယ်သောအတုပအမှတ်တင်ညာကိုရရှိလျက် အင်းရတီထောင်ခြင်းကြောင်းကြွယ်မှုတို့ဖြင့်လွှမ်းမိုး၍နေသောကိလေသာချုပ်အရှုပ်အထွေးအတွင်းသို့တသင်းလိုသည်လုံးဝမရှိဘဲကြာမြင့်စွာသောကာလကပင်ကာမနှင့်မှထွံ့မြောက်လူသည်စိတ်ဆန္ဒသာအမြဲတိုးပွား၍နေ၏တိုးပွားသည့်အတိုင်းများများစွာသောစည်းစိမ်ဥစ္စာစုကိုပယ်စွန့်၍ယဟန်ပြုလိုသောလေအကယ်၍ငါယဟန်ပြုသွားလျင်ဂုံကျေးဇူးကိုကြီးမွန်းကြခြင်းဖြင့်ငါအထင်ရှားဖြစ်နေလိမ့်ဦးမည်ဟုကျင်စီမိပြန်၏ဤသို့ ကျောသောတေဇာလက်ပေါ်များမှုအယုဒိပြုမှုတို့ကိုဆက်စုံသည်ဖြင့်ယဟန်မပြုဘဲငါသည်လက်ရခြင်းမရခြင်းစသောလောကရန်တရားတို့၌မတုံမလုံဖြစ်ခြင်းကဆွမ်းနိုင်ပါမည်လို့ဟုကျမ်းစီလျက်အထူးအဖြစ်သူတစ်ပါးတို့၏အနှိမ့်ဆက်တန်ကိုတင်းခင်ခြင်းစသောခြင်းကိုပြည့်စည်လျက်သူတစ်ပါးတို့အပေါ်မှာလက်လျူရှုခြင်းတည်းဟုသောပါရမီကိုအထူးတိတ်သို့ရောက်စေအံ့ဟုဝန်မြေနိုင်သောအဝတ်ဖြစ်ပြီးအိမ်မှထွက်ခဲ့၍မြင်းမြန်လှစွာခေါင်းပါသောအသက်မွေးခြင်းရှိလျက်အာမရှိတည်းကြီးမနှုံတနှုံကဲ့သို့သူတစ်ပါးတို့အပေါ်မှာစိတ်မရှိတဲ့သောသဘော စေမစုတဲ့သောသဘောရှိသူဟု၍အများက ယူဆရကအများတကာတို့မယုံမသိညှင်းဆဲရဖြစ်၍ယောနီကုန်းတို့၌တဏိယတဏိယလည်းတညာတညာသာအိတ်နေပြီးလှည့်လည်ကျဆာသွားလာနေတော်မူ၏မယုံမသိမှုများစွာပြုကံရသောအရမကကြာမြင့်စွာလည်းနေတော်မူ၏ဥစဉ်တော်မူခဲ့သောအဝများဆွေးမိဟောင်းနှန်းလက်သောရှိသမျှအဝပိုင်းငယ်ဖြစ်သောမျှနာ၍ထိုအဝပိုင်းငယ်တစ်ပတ်ဆွေးလက်ပြန်သောတုံတယောက်ကပြီးလူတော်အဝကိုခံယူတော်မူပဲ။ အရှက်ကြောင့်ဖုံးလွှမ်းရုံရရသမျှသောအရာဝတ္ထုတစ်ခုခုဖြစ်သောကိုယ်ရင်ငါကိုဖုံးလွှမ်း၍လှည့်လည်တော်မူ၏ဤသို့နေသည်ဖြင့်ကာလကြာမြင့်လက်သောဤကုန်းရွာတစ်ခုသို့ရောက်ရှိတော်မူ၏ထိုရွာ၌ရသူသားငယ်ကလေးတို့သည်လွန်ညူစော်ကားတတ်သောသဘောရှိကြကုန်၏အချို့ချို့သောမုဆုမသားမင်းကျွမ်းဝင်သူတို့၏တားမြေကျွမ်းစသည်တို့သည် ပြန့်လွင်သောစိတ်ရှိကြငါတလူလူမံမှုတက်ကြွလျက်လျက်ပေါ်လုံးနေကြနှုတ်ထွက် ကျန်တဲ့ကြပြုပြင်တပြန့်ကျဲစကားပြောကြကြကုန်လေအခါကသိပြီးသူတစ်ပါးသားပေါ်မှာပျော်မြူးပျော်လွန်ခြင်းများစွာပြုလို့လှည့်လည်ကြကုန်၏လူလူမင်းစင်စင်ရဲရဲလမ်းသွန်းနေရသည့်ယောက်ျားမိန်းမတို့ကိုမြင်လျင်နောက်မှလိုက်၍ကတော်ထဲ၌ပြာထက်ကကြိုးပေါ်မှာလောင်းထဲကြကုန်၏မကန်ကြီးမကန်သာဖြစ်စဉ်ဆက်သွားရွက်ကိုဂျိုင်းဂျိုင်း၌ဆွေး၍ပြေးကြကုန်၏ထို့သူ ပေါပေါကံကံပြီးလို့တဖြည်းပြန်လက်ကကြည်ကြတော့အဖို့ဘွားကိုစသည်တို့ကိုလည်းဂုံးရောင်ကွက်ရောင်စွန့်ရောင်စသည်ဖော်ပြသောကစားခြင်းပြောင်းလောင်ခြင်းမျိုးစုံကိုဖော်ပြလေပြင်းစွာရည်သွန်းတွေးကြကုန်၏ဘုရားလုံးတို့သည်ထိုနီဂုံးရွာမှာဤသို့မသိမလျော်ပြုကျင့်လွန်ကျူးစော်ကားကြသည့်ထိုရွာသူသားငယ်တို့ကိုမြင်တော်မူလျင်ယခုအခါငါသည် ဥပေက္ခာပါရမီပြည့်စုံရန်အကြောင်းအထောက်ပံ့ကောင်းကိုရံ့အပ်ပြီးဟုကြံစီ၍ထိုဏီကုန်းရွာ၌မိတော်မူ၏အလောင်းတော်ကိုထိုလူညူးစွာကသူငယ်များမြင်လျင်ပေါက်ပြန်သောအမှုဝင်များအပြုအမှုများကိုပြုလုပ်ရန်အားထုတ်ကြလေတော်၏အလောင်းတော်သည်ထိုသူငယ်တို့ပြုမှုချက်ကိုမခံနိုင်ရန်ကြောက်ရွံ့ရောင်ဆောင်ကထား၍ပြေးတော်မူလေ၏သူငယ်တို့သည် အလောင်းတော်နောက်သို့ကောက်ကောက်ဝမ်း၍လိုက်ကြကုန်၏ဘုရားအလောင်းတော်သည်ထိုသူငယ်မိုက်တို့မျက်ချီမဲ့ မျက်ကြည်မပြောင်းနောက်မှအိုင်လန်တော်ကသုတ်တန်ဤသို့ရောက်တည်တွင်ဤရနိုင်သူလူငယ်မိုက်တို့ကိုတားမြစ်ပြောဆိုမိသူတရားဝါမရှိငါ၏ဥပ္ပခါပါရမီကိုလှလှကြီးဖြစ်ရတော်မူဟုကျမ်းစီတော်မူကသုတ်တန်အတွင်သို့သွားရောက်ပြီးလျင်လူရိုးတစ်ခုကိုကောင်းပြုလုပ်ကအိတ်နေတော်မူလေ။သူငယ်မိုက်တို့လည်းခွင့်ကောင်းရကဘုရားလောင်းတော်အိတ်နေရာသို့သွားကြပြီးလျင်ကျွဲကန်ဟာ၍တရွေးဖြင့်ထွေးပက်ခြင်းအစရှိသည့်အမျိုးမျိုးသော ဖောက်ပြန်ပြင်းမမှုကိုပြုလုပ်ကပြန်၍တွားကြကုန်၏။ဤနည်းတိုင်းသူသူငယ်မိုက်တို့သည်ဤတိုင်းဤတိုင်းမှာလာရောက်ပြုလုပ်ကြကုန်၏။ပညာရှိသောသူတို့ကမူကားသူသူငယ်မိုက်တို့ဖောက်ပြန်ပြင်းမမှုပြုလုပ်ကြသည်ကိုမြင်သောအခါတမ်းမြင့်ကြပြီလျင်ဤပုဂ္ဂိုလ်ကတကုအာနုဘောကြီးနတ်သောမြင်သောယတိမြင်သောယောဂီပုဂ္ဂိုလ်ကြီးဖြစ်ပြီးသည်ဟုသိရှိကြကပြန်ပြောမြောင်များစွာသောပုဇောတက္ကရာမြင်ရတဲ့နာမှုကိုပြုကြလေကုန်၏။ တရားလုံးတို့ဒီကသူငယ်မိုက်တို့နဲ့ပညာရှင်များအပေါ်မှာငါ့ကိုပူဇော်ကြပေသည်ဟု၍လည်းချစ်ခြင်းမရှိငါ့ကိုပြင်မကြသည်ဟု၍လည်းမုန်းခြင်းမရှိပဲနှမျိုးလုံးအပေါ်မှာအလေအလတ်သဘောရှိခြင်းဒီဟုသောတဆက်တည်းမြသောသဘောရှိတော်မူ၏ဥပက္ခပါရမီကိုဖြည့်ကျင့်တော်မူလေသည်ဤအကြောင်းအရာစုကို မဟာလောမဟန္တဇဟုခေါ်တော်လဲမဟာလောမဟန္တဟုသောအမည်ဒီဘုရားလောင်း၏အမည်မဟုတ်ဤအလောင်းတော်၏ကျင့်တော်မူပုံကိုမြင်ရသူတိုင်းများစွာယသိမွေးခြင်း ထားကြရသောကြောင့်မဟာလောမဟန္တာဟု၍ခေါ်သည်ဥပေက္ခာဤပြည့်စုံခြင်းမုံချင်းချင်းချင်းနှမျိုးတို့ဤငင်းချင်းသည်ဥပေက္ခာဤပြည့်စုံခြင်းဖြစ်၏ဥပေက္ခာပါရမီဟုသည်မုံချင်းချင်းချင်းနှမျိုးဤငင်းအေးချင်းပင်ဖြစ်၏မငင်းအေးသည်မြတ်ဥပေက္ခာပါရမီမဖြစ်ဟုဆိုလိုပါသည်လူမှုရေးရာနှင့်ဆက်၍ဒုစုံတရားမတိမမြင်ပင်တွေ့တွေ့ဝေဝေငေးမှန်၍နေခြင်းသည်ဥပ္ပခာ၏ပျော်စီခြင်းဖြစ်၏။ဤကဲ့သို့သောနေမှုကိုဥပ္ပခာမခေါ်ရဟုဆိုလိုသည်။သို့ဖြစ်၍ ဤသို့ငေးမိုင်နေမှုသည်ဥပေက္ခမဟုတ်ဥပေက္ခဟူ၍ထင်မှားရသည့်မတိမမြင်မှုသာဖြစ်သည်ဥပေက္ခအစမှာတစုံတရာမတိမမြင်ပဲတွေ့တွေ့ဝေဝေငေးမိုင်နေခြင်းမဟုတ်တတဝရ၏ချမ်းသာကြောင်းစင်ရဲကြောင်းအကောင်းအဆိုးကိုတိမြင်သည်သို့တော်ထိုကိစ္စများသည်ငါနှင့်မသက်ဆိုင်သူသူတို့၏ကံနှင့်သာဆိုင်သည်ဟုထင်နေမြင်မြင်နှလုံးသွင်းခြင်းသာဖြစ်သည်ဟူ၍မှတ်ယူရ၏ဣတိရာဂရဏ၌ပြင်းစွာတွေ့ဝေငေးမိုင်နေခြင်းသည် ကောင်းကောင်းသူသူအာယုံမျိုးမျိုးတို့၌လက်လျူရှိသည့်အကြောင်းဖြင့်လက်ပတ်တတ်သည် မောဟကဥပေက္ခရောင်ဆောင်၍လက်ပတ်တတ်သည်ကုသိုလ်တရားတို့၌အာမရုလိုခြင်းသည်ဥပေက္ခပြမစုအရောင်ဆောင်၍လက်ပတ်တတ်သည်ကုသိုလ်မှု၌ပြင်းရည်ခြင်းကောတေသတ္တကဥပေက္ခရောင်ဆောင်တတ်သည်ယတိတက္ကရမျက်နှာ90ဤကဲ့သို့ဖွင့်မြတာသည်ဤသို့နိတိတက္ကရ၌ပြဆိုအပ်သည့်အတိုင်းဥပေက္ခအရောင်ဆောင်ရသည့်မောဟတရားကောတေသတရားတို့ကမိမိကိုယ်ကို အလဲပြမခံရအောင်အထူးသတိချက်တင်လှပ်၏ဥပေက္ခာယကောင်ဥပေက္ခာဟုသည်ပရမတ္ထအဖြစ်တရားကိုတင်ရှာတိကျရစကောင်းသောတရားဖြစ်၏တတရမိစ္ဆတတ္တာခွန်သောစေတသိက်တရားပင်ဖြစ်သည်သို့သောတတရမိစ္ဆတတ္တာစေတသိက်ဟုသည်မြတ်ဘုသင်းယုံကအလုံးစုံမြဥပေက္ခာပါရမီဟု၍ကမခေါ်နိုင်တတရမိစ္ဆတတ္တာစေတသိက်သည်သောဘနာစိတ်အာလုံးတို့နှင့်ဆက်စံသောစေတသိက်ဖြစ်၏သောဘနာစိတ်တိုင်းမှာပင်ဤတတရမိစ္ဆတတ္တာစေတသိက်သည်ရှင်တွင်ဖြစ်ပေါ်၏ ဝေကံပါရမီစစ်ဖြစ်နိုင်သောတရတမိဇ္ဇတတကတတဝါများကိုအာယုံပြုကတတဝါတို့၏ချမ်းသာမှုဆင်းရဲမှုသည်ကံအနိုင်သာဖြစ်ပြီးမိသူများဝင်ရောက်ကြောင်းကြဆိုင်၍ရာကောင်းသည်မဟုတ်ဟူ၍တတဝါတို့ကို အာယုံပြုကသူတတဝါတို့မှာကံတလင်ကိုပိုင်ဥစ္စာရှိမှုအရင်ကံရှိမှုကိုစဉ်းဉဏ်နှလုံးသွင်းသောအချင်းအားဖြင့်ဖြစ်သည်တရတမိဇ္ဇတတဆီသည်ဖြစ်သည် တတဝါတို့ကိုအာယုံမပြုဘဲယရဏသုံးပါးအာယုံဒါနအာယုံသီလအာယုံစသည်တို့ကိုအာယုံပြုက ဖြစ်ပေါ်လာသောတရဏမေဇနတာစေတသိက်ကဥပက္ခပါရမီမဖြစ်နိုင်တတဝါတို့၏ချမ်းသာမှုဆင်းရဲမှုကိုအာယုံပြု၍လိလိရှုသည့်အခါမှာလည်းတရဏမေဇနတာစေတသိက်တပါးနဲ့သာဖြစ်လာသည်မဟုတ်ရှင်မောရှင်ပဲစိတ်စေတသိက်အများဖြင့်အတူတကွဖြစ်ကြ၏ထို့သို့ဖြစ်ရမှာတရဏမေဇနတာစေတသိက်၏အာယုံနှင့်ရှင်မောရှင်ပဲစိတ်စေတသိက်တို့၏အာယုံသည်အတူတူပင်တစ်မျိုးတည်းပင် တကူတည်းပင်ဖြစ်တော်လဲတဏ္ဍဝါတို့၏ချမ်းသာမှုစင်ရင်မှုကိုလစ်လျူရှုခြင်းသည်တရတာမိဇ္ဇလတာစိတ္တိဤသဘောရင်းဖြစ်၍ထိုတရတာမိဇ္ဇလတာစိတ္တိကိုဥပေက္ခပါရမီဟုအမည်ရုတက်၍ခေါ်ဆိုရလေသည်ထိုတို့ဖြစ်သည့်ယခါတွင်တရတာမိဇ္ဇလတာစိတ္တိနှင့်ရှင်မောရှင်ပဲစိတ်စိတ္တိတို့သည်လည်းဥပေက္ခပါရမီတွင် အပါဝင်ဖြစ်ကုန်လို့ဤတရတာမိဇ္ဇလတာစိတ္တိကဥသိကောင်းဆောင်ဖြစ်ခြင်းများသာထူတော်သည် ဥပေက္ခာဆေပါဤသို့လျှင်ပရမတ္တအဖြစ်တရားကိုယ်သိချာတင်ချာရာကောင်းပါလေဥပေက္ခာပါရမီတွင်မပါဝင်နိုင်သောဥပေက္ခာတရားများလည်းရှိနေသည့်အတွက်ဝိတုဒိမေသာကရဏိရထာလိနိရထာကရတို့၌နံပါတ်၄စလင်ကုပေက္ခာနံပါတ်၄ဗြမဝိဟာရုပေက္ခာနံပါတ်၃ဘုဇင်ကုပေက္ခာနံပါတ်၄ဝိရိယုပေက္ခာနံပါတ်၅သင်္ခါရုပေက္ခာနံပါတ်၆ဝေရဏုပေက္ခာနံပါတ်၇ ဝိပဿနုပိကနံပါတ်၈တတရမေဇတုပိကနံပါတ်၉ဇာနုပိကနံပါတ်၃၀ပါဠိတုပါဠိတုတုပိကဟူ၍ဥပိကစိတ်မျိုးရှိကြောင်းကိုပြဆိုတော်မူကြ၏နံပါတ်၄ဒုစင်မျိုးတို့တွင်ရဟဏမုဂ္ဂိုလ်ကြီးများမှာ၆ပါးသောဒေါရတို့၌ကောင်းကောင်းဆိုဆိုအာယုန်၆မျိုးတို့ထင်ကြရအလိုရှိအပ်သည်အိဒံအာယုန်တင်တော်လဲ ဝမ်းမြောက်တော်မူမူကြအလိုမရှိရသည့်အနေကြအယုံတင်တော်လည်းနှလုံးမသားမရာမရှိကြပေတတိတမစဉ်အမြဲရှင်တော်မူကြကအသင်အပြည့်သာ ရှုတော်မူကြကုန်သည်ဤသို့ယန္နာပုဂ္ဂိုလ်ဤဒွါရကြောင့်မတို့၌အိတ်တအနေတာကောင်းကောင်းဆိုသူအယုံကြောင့်မျိုးတို့တင်လာရ၌စင်ကြယ်သောမူလပဂတိတဘောကိုမစွန့်လွတ်သောအချင်းရာအပြည့်ဖြစ်သောဥပ္ပခာသည်စလင်ဥပ္ပခာမိအင်္ဂါကြောင့်မရှိသောဥပ္ပခာကိုဆုလို့သည်အင်္ဂါကြောင့်ဟုသည် ဒွာရ၆ပါးနှင့်အာယုံ၆မျိုးတို့ပြင်ဖြစ်၏။နံပါတ်၄တတဝါတို့၏ချမ်းသာမှုဆင်းရဲမှုသည်ထိုသူတို့၏ကံအတိုင်းသာဖြစ်သည်ဟု၍လိလူရှုမှုသည်ပြမဝိယရုပိကံမိ၏။မြေသောနေခြင်းဖြင့်လိလူရှုခြင်းဟုဆိုလိုသည်။ဤပြမဝိယရုပိကံသည်ပင်ဥပိကံပါရမီဖြစ်၏။နံပါတ်၃မဘုတရားရရှိရင်အာရုဒောကအချုပ်တရားက အာရုံ၍အချုပ်တရားကအာဘုန်၏လည်းအာရုံသောတရားကို မြောက်မြင့်ပေးရခြင်းအာပုန်နေသောတရားကိုဖိနှိပ်ပေးရခြင်းပြုရမည်ဖြစ်တော်လဲမဲ့ဤအင်္ဂါစိတ်ပန်းဟုခေါ်သောဘုဇဉ်အဖြစ်သို့ ရောက်သောအခါရှင်မောရှင်မြတ်တရားတို့သည်အယောအဘူမရှိဘဲအညီမြတ်သာဖြစ်ရှိကြသောကြောင့်တကားဖြစ်မဲ့တရားတို့အပေါ်မှာအညီမြတ်သာဖြစ်ခြင်းဟုဆိုရသောဥပ္ပခာသည်ဘုဇဉ်ဥပ္ပခာမြည်၏ တုတာတုတာတုကျန်ရှိနေသောအခင်္ဂနာများကိုနောက်ရမြန်မာဆက်လက်ပြီးတော့မြတ်ပြီးဖျက်ပြပြီးတော့မှာပဲဖြစ်ပါတယ်အားလုံးပဲကျန်မာချမ်းသာစွာသာသနာပြုတော်မူနိုင်ကြပါစေ